ေါ်အေးတင်ကိုနဲ့သမီးဆိုးမှာသမီးဆိုးကပြောတာမှန်တယ်ဆိုတော့60ယောက်ကအမခံရတာရှိတယ်မရတာရှိတယ်ကြည့်ရတာအမခံရမယ့်ပုံတော့မပေါ်ဘူးဘာဖြစ်လို့အေးတင်ကိုဖွင့်တာတမှုရယ်ဟိုတန်းတဲ့လူတွေကလာဝိုင်းဖွင့်ချလိုက်ရင်အဲ့မှာသမီးဆိုးကသူ့အသက်ထဲပို့ပြီးတော့အမှုတွေကများသွားနိုင်ချေရှိသေးတယ်ဒီသားလေးရဲ့ရှေ့မှာအဖမ်းခံရတယ်ဆိုတော့စဉ်းစားကြည့်သားလေး trauma ရမှသိကြတယ်အားလုံးပဲမင်္ဂလာပါရှင်မွေး YouTube channel လေးရကြီးစုစုလိုက်ပါတယ်မုတ်တီနဲ့တက်ဆက်ပေးခြင်းတဲ့တတိလေးကတော့တမိဆိုအဖက်ခံလိုက်ရတာနဲ့ပတ်သက်ပြီးတော့ ပွဲပြီမှာဒီဆူနီလာထိတ်ကတော့တမိဆိုးမှာအဲ့လက်တော့အပြစ်မရှိဘူးမအီတင်ကိုမှပုံပြီးတော့အပြစ်ရှိတယ်ဆိုပြီးတော့တမိဆိုးဘက်ကနေမမမမရက်တီပေးထားတယ်ပေါ့နော်ပွဲရှာနိုင်ဆုံးတမိဆိုးကတော့သူရှာထားတဲ့ပွဲတွေကအရန်ကိုမှများလွတ်လွတ်အဲတကယ်လို့လာသူအဖမ်းခံလိုက်ရရင်လွတ်ဖို့လက်မမြင်ဘူးဆိုပြီးတော့ရုပ်ဖြတ်ပြီးတော့လေရင်ကွင်းကိုသွားတယ်ပေါ့နော်ဒီလင်းမြန်ပေါ်မှာဒီဒီတက်ဆိုင်ရကလာရောက်ဖမ်းဆီးသွားတာအခုဆိုရင်တော့သူကအမှုပွားများစွာနဲ့ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်ဒီအမျိုးသမီးကလွတ်ဖို့လက်မမြင်ဘူးဆိုပြီးတော့လည်းပြပြပေးထားတယ်ပေါ့နော်မွေးဗီဒီယိုလေးကိုအဆုံးထိလည်းပါကြည့်ရှုပေးဖို့ဖိတ်ကပါ ိုင်းရှိဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်ဒေါ်အေတင်ကိုနဲ့တမီးစိုးမှာတမီးစိုးကပြောတာမှန်တယ်ဒါပေမဲ့ဒေါ်အေတင်ကိုကတမီးစိုးရောက်လာတဲ့အချိန်မှာတရားရုံးကနေပဲသွားရလိမ့်မယ်အဲ့ဒါမှပညာတတ်တဲ့အမှန်ကန်အခုလိုမျိုးတမီးစိုးဝဲလူမျိုးတရားပေးမယ်လိပ်စာပေးဘာညာနဲ့တမီးစိုးရဲ့ family တင်တွေကိုသွားတာတမီးစိုးရဲ့အလုပ်အကိုင်းနှောက်ရှက်မှုဆိုတဲ့အမှုမြောက်တယ်ပြီးတော့အတရေဖြတ်မှုလည်းမြောက်တယ်တရားရုံးတိုင်လဲ မထူးအေတင်ကိုကြာတော့အေတင်ကိုကြာတော့တမီးစိုးကိုတရားဆွဲမယ်ဆိုရင်အတရေဖြက်မှုနဲ့တမီးစိုးကြာတော့ပြန်တိုင်ရင်ဘာဖြစ်ပလုံးအတရေဖြက်မှုဆဲမှုပေါ့โอเคတမီးဒီကနေပြီးတော့မှပြန်တိုင်ရင်အတရေဖြက်မှုလုပ်ငန်းနောက်ရှက်မှုဆဲမှုတွေပါလာမှာဒီဘက်ကတော့မှုပို့သွားသေးတယ်ပွဲရှာနေသောသမီးစိုးကတော့အဖက်ခံလိုက်ရပြီပေါ့နော်အခုဆိုလို့ရှိရင်လည်းပွဲပြီမှကြီးဇွန်နီလာထိတ်ကိုပါဖမ်းဆီးဖို့ပြောနေတာပေါ့နော်မိုးလစက်ကြီးလိုက်ရအောင်ရှေ့ ဒါကတော့ဟိုဟာသမီးဆိုးကိုအဖမ်းခံရတယ်ပေါ့နော်တော်ရီတင်ကိုကတိုင်လို့တဲ့အဲ့ဒီမှာကြည့်ကြည့်လိုက်ဇွန်နီလာသေးကြံသေးတယ်အကောင့်တူကရှောက်ပြောနေတာကိုဒီလိုကောင်မတွေကမသိကြဇွန်နီလာသေးကြံသေးတယ်ဆိုပြီးပြောတယ်အမေရိကန်မှာနေတဲ့သမီးဆိုးဒီနေ့ရန်ကုန်လေစိမ်းမှာအဖမ်းခံရတာနော်အမှုဖွင့်လိုက်တဲ့သူကမအီတင်ဒေါ်အီတင်ကိုအမှုကတော့ပုံမှန်66ဂါကြီးလို့သိရတယ်နော် ပြီးလို့ရှိရင်လည်းအဲ့ရန်ရန်ကုန်လေစိတ်မှာသူ့သားလေးရှိမှာဖန်ခံရတာအဲ့ဒီသမီးဆိုကလိုင်းပေါ်မှာသူကဟုတ်တာတွေမဟုတ်တာတွေရောလူကြီးအကြောင်းကိုသူ့ပြီးတော့ပြောခဲ့တာအဲ့ဒီမှာကြောက်ပါမကြင်ဟောဒီမှာဟာငါတို့မြန်မာပြည်နဲ့အဝေးမှာပဲဆိုပြီးတော့မထုနဲ့နော်ခုလိုမျိုးတကယ်မခံတဲ့သူနဲ့တွေ့လို့ရှိရင်ဇက်တီရှုံးရတယ်ပြီးလို့ရှိရင်သူ့သားလေးရဲ့ရှိမှာအဖန်ခံရတယ်ဆိုတော့စဉ်းစားကြည့်ဘလောက် bad reputation ဖြစ်မလဲဘလောက် bad image လဲဆိုတာနော်ပြီးလို့ရှိရင်တေချာတကူကသူ့ရဲ့သူ့ကိုယ်တိုင်လောက်ရဲ့ကြောင်သူ့သားလေး trauma ရမှာတေချာတယ် ဒါကြောင့် account to account to သုံးတဲ့သူတွေเนาะငါတော့ account to သုံးတာသူတို့ဘာမှသိမှာမဟုတ်ဘူးငါတော့ပြောချင်တာပြောမယ်ဆိုမလုံနဲ့เนาะပြီးလို့ရှိရင်လည်းကိုကမြန်မာနိုင်ငံကငါမြန်မာနိုင်ငံနဲ့အဝေးမှာကြီးကငါပြောချင်တာပြောမယ်ဆိုမလုံနဲ့အာမဆောင်နဲ့အဲအာဆောင်နဲ့ဝိတ်ကတန်းလိုက်တယ်အာဆောင်မဲ့စာဘာလဲဆောင်မဲ့စာဘိုင်းဝါတယ်ထမင်းတယ်เนาะဆိုဆိုတော့တမီးဆိုးကိုငါတို့က bad example အနေနဲ့ငါတို့ရဲ့ life ကို educate လုပ်ရမှာเนาะပို့ပြီးတော့ better ဖြစ်အောင်လုပ်ရမှာเนาะတမီးဆိုးရဲ့အမှုတွေကအရန်ကိုမှများလို့လွတ်လပ်မမြင်ဘူးအမေရိကန်ကိုလည်းမပြတ်နိုင်တော့ဘူးဆိုပြီးတော့ဒီဦးလေးကြီးကပြပြထားတာပေါ့เนาะမိုးတို့စက်ကြည့်လိုက်ရအောင်ဟုတ်တမီးဆိုးဆိုတော့ တက်ကိုကိုဆိုတဲ့အမျိုးသမီးပေါ့ဒါတော့လည်းအဲ့ဒီအမျိုးသမီးအကြောင်းတီးပြီးသားဖြစ်နေမယ်အဲ့ဒီအမျိုးသမီးသူ Facebook ကနေလိုက်ထွန်ပြီးတော့အယုတ်တာနဲ့တာတွေပြောခဲ့ကြတယ်ဟာတွေလည်းခင်ဗျားတို့အကျဉ်းချားခဲ့ပြီးလိမ့်မယ်တချို့အဲ့ဒီအယုတ်တာနဲ့တာကိုကြိုက်တဲ့သူတွေကြတော့လေအဲ့ဒါကိုသွားနားထောင်အောင်ပြီးတော့အမလီမှန်လိုက်တာဘာဖြစ်တာအလို့ဆိုသွားပြောကြတဲ့လူတွေရှိဒါပေမဲ့အဲ့ဒီလူကိုသူတို့ comment လေးတွေပြောနေကြတဲ့ဟာအဲ့ဒီလူတွေရဲ့စိတ်ဓာတ်အယုတ်တာနဲ့တာတွေကိုကြိုက်တယ်ဆိုတဲ့စိတ်ဓာတ်ပေါ်လွင်နေတယ် ဟိုပမတ်စက်တွေသူများကိုပြောဆိုရဲစက်တွေပြောနာဗျာခင်ဗျာလူတယောက်ချင်းစီမကြမှာနော်ဒီကပြီးတော့မှရှိနေတဲ့မင်းသမီးတွေတရုတ်ဆောင်တွေနာမည်ကျော်တွေစစ်သားတွေဟိုအဲတယောက်မကြမှာသူပမတ်စက်တွေပြောနေကျွန်တော် ကြည့်ပြီးစိတ်ဆင်းရဲတာဒီမျိုးသမီးကွာယုံဖို့ကောင်းလိုက်တာသူတို့ယုံဒီဘာလို့ရှင်းပြောနေလဲစိတ်ပြတ်ဖို့ကောင်းနေတာကျွန်တော်ကြည့်စိတ်မကောင်းစိတ်ထဲမှာဗျာကိုဒီလိုပြောနေကြည့်ပြီးစိတ်ထဲဘလို့မှဆင်မပြေဘူးနားထောင်လို့မရဘူးနားလည်းမထောင်ပါဘူးတခါတလေ news feed မှာတက်လာလို့တစ်လုံးနှလုံးကြမ်းတမ်းပြောတာမြင်ကြော်လိုက်ဘာလို့ဆိုကျွန်တော်စိတ်ပြတ်လုံးလုံးလို့အဲ့လိုနေတဲ့အမျိုးသမီးဗါးအမျိုးသမီး ခုတော့အဲ့ဒီမျိုးသမီးကိုဒီနေ့၄သိမ်းမှာဖမ်းလိုက်တယ်ဆိုတဲ့တင်းကျွန်တော်ကြားပါတယ်60ယောက်ကာကြီးနဲ့အမှုဖွင့်ထားတယ်ဆက်သွေးဥပဒေပေါ်မှာ60ယောက်ကာကြီးအမှုဖွင့်ထားတယ်လို့ရှိလို့ဘယ်သူကဖွင့်တာလဲဆိုတော့ဒီအေသင်ကိုဆိုတဲ့အမျိုးသမီးကဖွင့်တာနော်အေသင်ကိုဆိုတဲ့အမျိုးသမီးကဖွင့်တာအေသင်ကိုဆိုတဲ့အမျိုးသမီးက तू အမှုဖွင့်ခဲ့တဲ့အကြောင်း तू Facebook မှာတင်ထားတယ်ဘာတင်လိုက်ဆိုတော့ကျမအနေနဲ့ကျမအပါဝင်ကျမပါဝင်ရင်ကျမမိသားစုအားလုံးကိုထိခိုက်တင်နာမှုတွေရွေးချမ်းစီပြောဆိုခဲ့တော့ तू အာကျမတတ်ဆွမ်းတဲ့လောက်ဥပဒေနဲ့အညီတရားဝင်လုပ်တယ်လို့လည်းလုပ်ပြီးသားမလို့တစ်ဖက်တစ်ဖက်သူဖမ်းဆီးရမည့်အတွက်နဲ့တော့ သက်ဆိုင်ရာဌာနကလုတ်ပါလိမ့်မယ်ကျမဒီသက်ဆိုင်ဌာနကိုဖြစ်ချင်တာကိုအဲကိုဖြစ်ချင်တာကိုခိုင်းပိုင်ခွင့်ခွင့်ရတာကျမရှိမနေပါဘူးရှင်နဲ့ကိစ္စရတဲ့ညီမနိုင်ငံတီစေးဥပဒေများအညီသာတရားဝင်ဆောင်တာဖြစ်ပါတယ်ဆိုပြီးတော့အီတင်ကသူ့ရဲ့ Facebook ကိုစရေးတယ်တော့ဒါကိုကြည့်ချင်းချင်းအဖြစ်အီတင်ကသူအမှုဖွင့်ခဲ့တယ်ဆိုတော့ရေးထားတယ်သူရေးဖွင့်ခဲ့တယ်ဆိုတော့အကြောင်းဥပဒေခဲ့တယ်ဆိုတော့အကြောင်းလေအီတင်ကသူ့ရဲ့ Facebook ကတရားဝင်ရေးပါတယ်ဆိုတော့သူ့ကိုအမှုဖွင့်ပြီးတော့ပြီးရင်တော့ပြုံးလင်ရေးစခန်းကိုလွှဲပေးဖို့အတွက်ဒါပြုံးလင်ရေးစခန်းဆက်သွယ်ပြီးတော့လာခေါ်ခိုင်းတယ်ဒီနေ့ဆိုတော့ပြုံးလင်ရေးစခန်းကိုဒါနောက်ရက်ဒီကြိုင်တော့လွှဲပါလိမ့်မယ်အဲ့တော့ပြုံးလင်ရေးစခန်းမှာ သူဒါဆက်ပြီးအမှုရင်ဆိုင်ရလိမ့်မယ်ပေါ့နော်ဆိုတော့60ယောက်ကအမခံရတာရှိတယ်မရတာရှိတယ်ကြည့်ရတာအမခံရမယ့်ပုံတော့မပေါ်ဘူးဘာဖြစ်လို့ဆိုဟိုအင်းတင်ကိုဆိုတော့အမျိုးသမီးဘက်ကနေလေဘယ်တော့တော့သူဟိုဘာဖြစ်ထားလဲတော့မသိဘူးဘယ်တော့သူလည်းဟိုမှာအပြောခံထားလဲတော့ကျွန်တော်မသိဘူးဒါဖြစ်နိုင်ပါတယ်တော့တော့အင်းတင်ကိုဆိုတော့အဲ့ဒီအမျိုးသမီးကိုလည်းသူတော်တော်လေးသမီးဆိုးတော့ပြောထားတာပုံရပါတယ်အဲ့တော့သမီးဆိုးကိုဖမ်းဆီးတာဒီအေးတင်ကိုရဲ့အမှုဖွင့်မှုကြောင့်ဖမ်းဆီးတာဖြစ်ပြီးတော့နောက်ထပ်သူ့ကိုထပ်ပြီးထပ်တိုးမှုတွေဖွင့်ရင်တော့ဒါသူ့ရဲ့ရှေ့မှာလုပ်ခဲ့တဲ့သူ့ကိုမကျင်းတဲ့သူတွေဝိုင်းထပ်ဖွင့်တာပေါ်ပေါ်လာနေတယ်ဘာလို့ တမီးသွိုးရမ်းခဲ့တာလည်းနဲမမနေတာသူပတ်ရမ်းခဲ့တာနဲမမနေတာအဲ့လွတ်မလွတ်တာမြန်မာပြည်မှာရှိတဲ့တချို့ပါလေဟိုတချို့တေးဥဆောင်မင်းသမီးတော့မလွတ်ဘူးသူသူရမ်းတာအဲ့တော့အခုမင်းသမီးအဲ့မင်းသမီးတွေတေးဥဆောင်တွေကသာထပြီးအမှုဖွင့်ရတာထပြီးတော့အမှုတွေကခမရဟိုအမှုတွေကအေးတင်ကို sorry အေးတင်ကိုဖွင့်တာတမှုရယ်ဟိုဂျန်နယ်လူတွေကလာဝိုင်းဖွင့်ချလိုက်ရင်အဲ့မှာတမီးသွိုးကသူ့အသက်ထက်ပို့ပြီးတော့အမှုတွေကများသွားနိုင်ချေရှိသေးတယ်ဆိုတော့ဘယ်တော့တော့သူ online ပေါ်နေရန်ကားခဲ့တယ်သူများကိုပပစစစပြောခဲ့တဲ့လဲပေါ့နော်ဆိုတော့အဲ့ဒါမျိုးပေါ့အဲ့ဒါရေးချည်ဒါကြောင့်ခင်ဗျားတို့ Facebook တုံးတယ်, TikTok တုံးတယ်, Social Media Platform တုံးတယ်၊ကြိုက်တာတုံးပါ ဒါပေမဲ့ကျွန်တော်ခဏနာပြောပါရယ်ဆိုရှယ်မီဒီယာပေါ်မှာ Facebook မှာ TikTok ပေါ်မှာလူကြောက်ကိုဆဲကြင်လို့ရှိရင်ဆဲလိုက်ရတယ်နဲ့အဲဒီ social media ပေါ်ဆဲတာ TikTok ပေါ်မှာဆဲတာတခုပေါ်မှာဆဲတာအမှုကြီးတယ်ပိုကြီးတယ်ခင်ဗျားခင်ဗျားရက်ွက်ထမှာကိုယ်အိမ်ခန်းထဲမှာလူတောက်ကိုမကျင်လို့ကိုယ်အိမ်ခန်းထဲအခန်းထဲကိုတကားပိတ်ပြီးတော့အိုက်ကွန်ဆဲပလိုက်ဘယ်သူမှမကြောက်ဘူးပြီးသွားဒါပေမဲ့ခင်ဗျားရက်ွက်ထိတ်ထွက်ဆဲရင်တော့ပြဿနာဆရှိပြီအဲဒီမှာတခါ social media ပေါ်တက်ဆဲရင်တော့ရှင်းလို့မရတော့ဘူး social media ပေါ်တက်ရမ်းလိုက်ရင်ရှင်းလို့မရဘူးအဲဒါကြောင့်ခင်ဗျားတို့ ကိုယ့်လက်ထက်မှာရှိတဲ့ဖုန်းတွေအသိချောက်စရာကောင်းတယ်လို့ကျွန်တော်အချိန်ချင်းပြောတယ်ရမ်းမလုပ်ပါနဲ့ရမ်းရမ်းမလုပ်ကြနဲ့ပြောချင်တာအခုသမီးဆိုးသည်အဲ့ဒါနဲ့တည်းတူပါတယ်သမီးဆိုးပြောရအောင်ဆိုတော်တော်ဆိုးရရှိတယ်ခင်ဗျာရုတ်တရက်တော်တော်ပြောတာဟိုကျွန်တော်ကြားပါတယ်တက်ကရရှိတက်ကကိုတက်မလို့သားတွေကိုလည်းစော်ကားတာနဲ့ yes စော်ကားတယ်ရှိပါတယ်ဆိုတော့ဟိုနိုင်ငံကြီးကြီးတွေလို့သူစော်ကားတာရှိတယ်ဒါနိုင်ငံကြီးကြီးတွေကတော့ခွန့်လို့ဟိုနားလေသူနိုင်ငံကြီးကြီးတွေတိခေါင်းထုထဲ့တယ်မဟုတ်ဟိုကလည်းလမ်းမခွေးဟောင်းကလေးမျိုးလွှတ်ထားတဲ့သဘောတော့ရှိတယ်သို့တော့သူစော်ကားမော်ကားတို့တာတွေကမကြောက်မနာတာတွေများပါတယ်အဲ့တော့ဘာပြော ဒီဒေါ်အေးသင်ကိုကောက်အမှုဖွင့်လိုက်မှပဲပြီးသွားတော့ဇာကသိမ့်သွားအဲ့ဒါအေးရောအဲ့ဒါခုအမေရိကန်သူပြန်လို့မရနိုင်တော့ဘူးပေါ့အခုတချို့ကပြောလိမ့်မယ်အာအေးသင်ကအမေရိကန်နိုင်ငံသူပဲပါညာသူလို့ရပါတယ်အမေရိကန်နိုင်ငံသူဘက်ကလို့အင်္ဂါဂျိုးကသူပဲဖြစ်ဖြစ်နော်မြန်မာနိုင်ငံတည်ဆဲဥပဒေကမြန်မာနိုင်ငံမှာလာရင်မြန်မာနိုင်ငံအမှုဖွင့်ခံမယ်မြန်မာအစိုးရကဖြေလျှောက်မှုမပေးသေးရင်သူထောင်ထဲမှာနေရမယ်ဒါပဲရှင်းနေရပဲမြန်မာဆိုဖြေလျှောက်ပေးခြင်းသာလွတ်လွတ်မယ်ဆိုတော့တမိဆိုးဆိုတဲ့အေးသင်ကိုဆိုအမျိုးသမီးကိုဖြေလျှောက်ပေးမှလာလို့မင်းခင်ဗျာအမေရိကန်မြန်မာနိုင်ငံတာဝန်ဆက်ဆံရေးမှာဖြေလျှောက်ပေးရမယ်လူအဆင့်ဆိုရင်တော့ပြောမရဘူးအဲ့လိုမဟုတ်ဘူးဆိုတော့ 努力，买什么了？没都有上了节目，多多，第，咱每作业就是把养养阿母基金阿皮开门路，首先每天都来度里阿搞咯，阿桃的牛奶猪啊，先单咪录只阿呢，到中间阿冇碰着来，阿讲少讲咪再来，失败嘞，阿叫，所以他只阿咯，真好咯。 ပြောချင်ပါတယ်ဟုတ်ကဲ့ပါမြို့တို့ရေးမွေးဗီဒီယိုလေးတော့ဒီလောက်ပါပွဲပြည်မှာကြီးတမိစုအဖမ်းခံလိုက်ရတာနဲ့ပတ်သက်ပြီးတော့ဒီဇွန်နီလာထီကလည်းဝမ်းနဲ့ချေကွဲနေတာပေါ့နော်ဒီပွဲရှန်နေဆုံးစီးရင်ထဲမှာဆိုလို့ရှိရင်တော့ဒီဇွန်နီလာထီလည်းပါတယ်ပေါ့နော်ဒီအမျိုးသမီးနှစ်ယောက်ပါဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကိုပတ်ပြီးတော့ပွဲရှန်နေရဲဆိုပြီးတော့လည်းလူတော်တော်များများကပြောကြတယ်ပေါ့နော်သမီးဆိုကတော့ဒီလေးပုံမှာအဖမ်းခံရရတာကလည်းဒီသူ့ရဲ့တာလေးရှိမှဒီအဖမ်းခံရရတယ်ပေါ့နော်ဒီလိုမျိုးတွေကတော့အရန်ကိုမှရှက်စရာလည်းကောင်းနေပေါ့နော်တာသမီးတွေလည်းအဲဒီစိတ်ထဲရရမှစိုးရင်ရတယ်ပေါ့နော် ဒါခါတော့ social media ပေါ်မှာတက်ပြီးတော့လူတိုင်းကိုပွက်ပက်ရှာနေတဲ့တမိဆိုးကိုတင်ငန်းစာယူလို့ရအောင်ပြန်လည်မျှော်လင့်ခြင်းမဖြစ်ပါတယ်။ကြည့်တဲ့အမျိုးတွေလည်းဘုရားတင်ငန်းစာတစ်စုံတရာရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်။ဒီအမျိုးသမီးဟာဆိုလို့ရှိရင်တော့အဲဒီပွဲပေါင်းများလွတ်လွန်ပေါ့နော်။လွတ်လပ်မမြင်ဘူးဆိုပြီးတော့လည်းပြော့ပြပေးထားတယ်။အဲနောက်ထပ်ဘာတွေဆက်ပြင်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပေါ့နော်။နောက်လာမယ့်သတင်းတွေကိုလည်းမူကနေပြီးဆက်လက်တင်ဆက်ပေးသွားပါအောင်မရှိ။မိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တဒါ